တဘာဝလုံးကိစ္စတွေပြင်းထန်နေတဲ့ထိုးကြားစမ်းကြဲညောင်မျိုးမျက်စွာဖရားကြီးညောင်မဲဆိုတဲ့အမျိုးဟာရှေးဟအမွေနဲ့ဖရားပထိုးတွေကိုဖျက်ဆီးတတ်လေရှိတာကြောင့်ဆီယာမပုံညာခင်ရဲ့လက်ကြံလာရဝိထုတွေကမမမြကြီးဟာဆိုရင်ပကံကိုတိတ်ချက်တဲ့ဖခင်ဖြစ်သူရဲ့ သင်ပြပြောဆိုဆုံးမထားတဲ့အတိုင်းဖះရင်ပြင်တော်ပေါ်မှာပေါင်းလေးရှိတဲ့ညောင်မင်းတဲတဲပုစီလေးတွေမကြီးထွာလာခင်မှာနှုတ်ပြက်လေးရှိတတ်တယ်ဆိုတာတွေကိုရံပြေအေးနဲ့မမအများကြီးကိုချက်တဲ့စာဖတ်ပရိသတ်တိုင်းသိကြမှာပါ။ ဒီကနေ့ရွှေဘို channel video မှာဆိုရင်တော့သူတေသနာပညာရှင်တွေပြုစုထားတဲ့ရှေးဟအမွေနဲ့ဇေဒီပထိုးအဆောက်အုံတွေနဲ့ရန်သူဖြစ်တဲ့ညောင်မင်းကြီးတပည့်ရဲ့ဝါမျိုးချင်းကိုခံရပေမဲ့လေမပြည့်စည်သွားတဲ့ထိုးကြစမ်းကြတဲ့တကိုးကြီးတမိုင်းဝင်မိုးတောက်ကျွဲဖခင်ကြောင့်တင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ တောင်ကုန်မြို့လေးကျုံးကံတော်ကြီးနီးမှာတည်ရှိနေတဲ့မိုးတောက်ကျွယ်ဖရာဟာဆိုရင်တော့ရေနယ်ပေါင်းများစွာကလေးကတည်ထားကိုးကွယ်ခဲ့တဲ့တမိုင်းဝင်တကိုးကြီးဇေရီတဆူဖြစ်ပြီးတော့ဇေရီတော်ရဲ့အုပ်ချက်တစ်ခုချင်းစီတိုင်းဟာဆိုရင်တော့တောင်ကုန်ခေကအသုံးပြုကြတဲ့ရှေးအုပ်ချက်တွေဖြစ်နေပြီးဇေရီတော်ရဲ့ပုံစံမှာလည်းမျက်စောညီနာဖရာကြီးရဲ့ဇေရီပုံစံနဲ့ဆင်တူတယ်လို့ရှေးလူကြီးသူမတွေကပြောဆိုထားပါတယ် လွန်ခဲ့တဲ့အနည်း30ခန်းကဇေရွန်ကြီးရဲ့မူလအသွင်ပြင်မှာပုံမှန်ဇေရွန်တစ်ခုလိုဖြစ်ပေမဲ့လည်းနှစ်ပေါင်း30အတွင်းမှာပဲညောင်မင်းတပင်လုံးရဲ့ဝါမျိုးချင်းကိုထိုးချစမ်းကြဲစွာခံလိုက်ရပါတယ်။ အရိညောင်မင်းကြီးဟာလည်းတဘာဝအတိုင်းပေါက်လာတဲ့ပင်ဖြစ်ပြီးညောင်မင်းကိုဖျက်လို့ဖျက်စီးစိတ်တွေနဲ့ခောက်ထွင်ရှင်းလင်းတဲ့သူတွေဟာဘေးအန္တရာယ်မျိုးစုံကြောက်ရောက်တာတွေလက်တွေ့တာရကရှိပေမယ့်ဖျားကိုတန်ရှင်းတက်ပေစေလိုတဲ့ဖြူစင်စိတ်တွေနဲ့ခောက်ထက်တာမျိုးတွေလုံလာပါကလေလာရောက်တန်ရှင်းခောက်ထွင်တဲ့သူတွေဘာအန္တရာယ်တစုံတရာမှမဖြစ်ကြောင်းတွေကိုဒေတာကန်တွေစီရကြားသိရပါတယ်ဇေတော်ကြီးရဲ့ ပြစ်စင်ရန်ကနေပြီးတော့စိန်ဖူးတော်ထိကိုညောင်ပင်ကြီးကထိုးဆန့်အံ့ဩဖွယ်ရာပတ်မြို့ထားတာဖြစ်ပြီးလာရောက်ဖူးမြော်သူတွေကနေဇေယီတော်နဲ့ပထန်းဆက်ရှိတဲ့သူတွေမှဆိုရင်တော့ထိပေါက်တဲ့ဖြစ်ရမျိုးတွေဝင်လာမဆဲတဲတဲတဲနဲ့လက်ရွှဲနဲ့ဖြစ်ရမျိုးတွေခဏခဏဖြစ်လေရှိရဲလို့အရက်ကလူကြီးတွေက တထဲချယုံကြည်ကြပါဗျာ ဈေးတော်ဟာတောင်ကုန်မြို့ရခိုင်စုနှစ်ရက်ခွက်ဦးစိတ်ကိုလမ်းမှာတည်ရှိပြီးလွန်ခဲ့တဲ့နှစ်ပေါင်း900ဝန်းကျင်ခန့်တောင်ကိုရွှေပြည်ကြီးဖုံးမိနေလာတောက်ပပြီးတော့ဇီဝင်သားရဝပြောချိန်မိုးတောင်ကျွေဖျားတည်ရှိရနေရမှာရခိုင်လူမျိုးတပင်တဲ့စာပေပညာရှင်အတတ်ပညာရှင်အသိပညာရှင်တွေကိုနေရာချထားပေးခဲ့တာကြောင့်ရခိုင်စုလိုအမည်တွင် ခေါ်ပေါ်သမုတ်ချင်းဖြစ်ပါတယ် ဇေရော်တီရှိရာပရဘုံတွင်းမှာပဲ20နှစ်တိုင်းနရောလာဆန်း10ရက်နေ့ရနေစပြီးနရောလာဆန်း73ရက်နေ့ထိအတံမဆဲမဟာပဌံပူဇော်ပွဲ ကျင်းပပြီးအင်မတန်လူစီကားတဲ့ဖျားပွဲနဲ့တရားပွဲတွေကိုလည်းပဌံအောင်ပွဲဖြစ်တဲ့3ရက်5ရက်ကြာချမ်းချိန်သေးကျင်းပကြပါရစေ။ ဇေရော်နီဝင်ကြမှာတရားထိုင်တာမြတ်တာပူရာမဟာပဌာန်းနဲ့မဟာသမယတော့ရုပ်ဖတ်ပူစောတာသစ္စာပြုဆူတောင်းပြီးအဋိဌဝန္နာရေပြုလုပ်တဲ့ပုဂ္ဂိုလ်တဦးတယောက်ချင်းစီတိုင်းဟာထိုးကြတဲ့အကျိုးထူးတွေရရှိရလို့ဒေတာကန်တွေစီကကြားသိရပါတယ်လူကြီးသူမတွေရဲ့တဆင့်ပြောစကားတွေအားဆိုရင်တော့ဖျားကြီးရဲ့မူလဒယကာဒယကာမတွေဟာဖိုးပြူနဲ့အမေဖြူဆိုတဲ့လူနှစ်ယောက်ဖြစ်ကအဲရစ်လူနှစ်ယောက်ဟာဘယ်လိုပဲပုံသွေးသားတော်ဆက်ကြောင်းကိုတော့ဒီကနေ့ချိန်ထိဘသူမှမသိကြရဘူးလို့သိရပါတယ်ပရိသတ်ကြီးတို့ရဲ့ ဒီကနေ့ရွှေဘို channel ကနေထုံးလင်းပေးခဲ့တဲ့အကြောင်းအရာကိုကြိုင်းတဲ့သက်စိတ်ဝင်စားလိုက်မယ်လို့မျှော်လင့်မိပါရယ်အသေးသေးသောစိတ်ဝင်စားဖွယ်ကြိုင်းတဲ့သက်စီမဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါအောင်မယ် select ချက်ကအားပေးကြပါအောင်လို့ပြောကြရင်နှုတ်ဆက်ပေးပါစေ like and share subscribe ခလာလေးနှိပ်ဖို့မမေ့ပါနဲ့ဦးနော် bye bye